ေးမင်းတို့တတိရှိတယ်ဆိုရင်မင်းစောက်ခွက်ကိုပြလိုက်လေပြအောင်ပြလားမင်းစောက်လို့မဟုတ်ဘူးနော်ဟုတ်မင်းရသရှိပြီးဦးလေငါချင်းနဲ့နေတော့လာမလားအခုပြောလိုက်ရအောင်အခုပြောလိုက်မင်းစောက်ခွက်ကိုပြပြီးအခုပြောလိုက်အေးအမေဘာမမေမျက်စိနှောက်လို့လာပြောတာဆင်းလို့ရအောင်နှောက်တယ်နော်မျက်စိနှောက်တာမင်းစောက်လို့မဟုတ်ဘူးလေမျက်စိနှောက်ရင်မင်းဆင်းရမှာငါတော်တော်သားမိသားစုတွေလေးစာရရအောင်ခုံခွေးချာငါရရှင်ဒါတွေဘယ်ရရောက်လာလဲတို့စီကိုကျမတို့ပြောပြနေရဲ့ဖရဲစီပေါ့ရှင်ဖရဲစီကတော့မျိုးခုံပဲကျွန်တော်တစ္စပေါက်တော့ပေါ့ရှင်သိလားဒီတော့ ်အခုဒီစာဒါဒီစာဆိုရန်ကုန်တိုင်းဒေသကြီးကထွက်တာဆိုတော့ဒီဌာနမှာပြည်သိရှိနေလို့ပေါ့ဒီဌာနကဒီစာကိုဓာတ်ပုံရိုက်ပြီးတော့ခေတ္တကိုပို့ရတဲ့ရှိနေလို့ပေါ့ရှင်ဒီတော့ဒါကိုဘယ်လိုစစ်ထုတ်ကြမလဲဒီလိုပြောတစ္ဆပေါက်တောက်တည်းရဲ့လုပ်ရကြောင်းနိုင်ငံတော်မှာဆုံးရှုံးမှုတွေများရှိရဲဝန်ထမ်းတွေတချို့အသက်ခံရတာရှိရဲ့နော်ကျွန်တော်တို့လုံခဲ့ရတဲ့ရာဆိုအမြန်လမ်းမှာဖမ်းဆီးခံရတဲ့ဦးစီးမှုတွေရှိရဲ့ဦးစီးမှုဇနီးတွေမှာပါဝါတယ် ရဲတပ်ဖွဲ့ဝင်တွေဖမ်းဆီးခံရတယ်သူတို့ဇနီးပါပါသွားတယ်ပုံကြီးတွေဖမ်းဆီးခံရတယ်သူတို့ခရီးသွားမဲ့လမ်းကြောင်းကိုဘယ်သူသိတာလဲဘယ်လိုသိတာလဲအချုပ်ဌာနတွေဆိုရင်အဲ့ဒီကအရာရှိပေါ့နော်အရာရှိတွေဒီဦးစည်းမှုတို့ညွှန်မှုတို့စတဲ့တဲ့ပေါ့နော်အဲ့ဒါပြင်ကိုဒီလိုမျိုးတာမန်ယာတို့ရှိတဲ့သူတွေပေါ့နော်သွားလာတဲ့အခါမှာလုံချက်ခံရတာတွေကောင်းကိုဘုံထောင်ခံရတာတွေဒီလိုအရာတွေဟာဒီလိုလောက်ကောင်တွေရှိလို့လေဒီရုံးမှာဒီလူဟာဘယ်အချိန်ဘယ်ကိုသွားမလဲဆိုတာသိတာဒီရုံးကသူတွေပဲရှိမှာလေဒီတော့ဒီလိုခရဲသီးတွေကိုငွေပေးကပိုက်ပိုက်လို့ထားရမယ်ဆိုတာဘယ်အချိန်ကိုထားပေါက်မလဲဆိုတာမသိနိုင်တဲ့အခြေအနေရှင့် ဖရဲသီးတွေအခုချိန်ထိတက်ပြတ်သားသားနဲ့တလုံးမကြာရှင်းဖို့အတွက်အစီအစဉ်မရှိသေးဘူးလားဆိုတာလေကျွန်တော်တို့ကမိဘမိသူများအားလုံးနဲ့အတူစိုးရိမ်ကြီးစွာနဲ့နေလိုက်ချင်ပါရှာကိုမေမမလေးပြောကိုမေလာရှိနေလားဟုတ်လားအေးမင်းတို့တတိရှိနေရယ်ဆိုရင်မင်းစောက်ခွက်ကိုပြလိုက်လေငါစောက်ခွက်ပြထားတယ်ဒီမှာငါမင်းဖုန်းပြောရတယ်နော်အေးဟမ်အေးသူကဖုံးပြောရည်ဖုံးပြောရည်စောက်ခွက်မပြရည်ဘူးပေါ့ဟုတ်လား ြောင်းပြောင်းမင်းဆောက်လို့မဟုတ်ဘူးနော်ဟုတ်မင်းရဲ့ကားရှိရင်ပြီးဦးလေငါချင်းနဲ့တော့လာမလားအခုပြောလိုက်ရအောင်အခုပြောလိုက်မင်းဆောက်ခွက်ကိုပြပြီးအခုပြောလိုက်ပြောရလားလိုင်းအဲ့လိုင်းမကောင်းဘူးလေ။ဖာချင်းပါတယ်ပြောလို့မယ်။တော်မင်းလို့မဟုတ်လားနော်။ဟမ်မင်းလို့မဟုတ်ဘူးဆိုငါရုပ်ပြပြောတာမင်းငါ့ကိုရုပ်ပြပြီးပြောလိုက်လို့။အေး တို့ပြပြမင်းဆောက်လို့မဟုတ်ဘူးမင်းမင်းလို့မဟုတ်ဘူးနော်ဟုတ်နော်တယောက်တည်းလာရဲတယ်တိလားဘာလက်နဲ့မှမလုပ်ဘူးတိလားမိသားရှိမို့ကွာရုပ်ပြတာမပြတာလေမင်းဆောက်လို့မဟုတ်ဘူးတယောက်တည်းလာရဲတယ်ဆောက်ခွက်ကပြလည်းမပြရဲဘူးကြည်ဦးအမေဘာမမေမျက်စိနောက်လာပြောတာစဉ်းတော့ရအောင်တော့တယ်နော်မျက်စိနောက်တော့မင်းဆောက်လို့မဟုတ်ဘူးလေမျက်စိနောက်ရင်မင်းစင်းရမှာငါငါရဲ့ငါရဲ့ privacy ကိုမင်းလာချိုးပေါက်တာတွေ့လားအဲ့လိုအောက်တန်းသားတွေအများကြီးကျွန်တော်လေ အကျန်းကိုထိုးနဲ့တိုက်ခိုက်နေတဲ့ကောင်လေး။အိုးငါဘုန်းကောင်လေးကမေးမကန်ရည်ဘူးလားလဲ။ကင်တော့ဆောက်ခွဲမပြရည်ဘူး။နင်းနေတကောင်ဘုန်းဆက်ပြဲတော့ဒီကောင်လေးဒီကောင်လေးလေးတကယ်ကောင်လေးလို့လိုင်းပေါ်မှာသလား။အဲ့လိုလူတွေရှိတယ်ကျွန်တော်တို့လေ။ကျွန်တော်တိုင်းပြည်မှာအရန်ကိုလေကျွန်တော်တို့ကြောက်တဲ့လူတွေရှိသွားပြီသလား။ကျွန်တော်တော်တော်ကိုနာမည်ကြီးသွားပြီ။ကျွန်တော်လိုင်းပေါ်မှာမျက်စိနောက်လို့လေမျက်စိနောက်မှကြည့်နေလေနော်။မှားရင်းနေပါသည်။ဒီကောင်ဒီကောင်က အောင်မင်းအောင်မင်းနဲ့ဒီကောင်နာမည်ရသလားကျော်ဒီတိုင်းပြည်မှာဒီကဲကောင်လေးခိုင်းရင်တော့တစ်ချက်စောင့်ကြည့်အောင်ဒီကောင် ကောင်ဗျာဒီကောင်တွေကကျွန်တော်တိုင်းပြည်အတွက်ကောင်းအောင်ကျိုးလုပ်မဲ့လူတွေဆိုရင်လေအမြဲတမ်းနှောက်ယှက်နေကြဟဲ့လားမိဘကောင်လေးတွေဘာစောက်တတိမှမရှိပဲ YouTube မှာအားချောင်းနေတယ်ပြင်းဦးနေကြိုက်တဲ့နေရာချင်းလို့ရတယ်တဲ့ဩဒီဘုန်းနဲ့ပဲသွားကြည့်တော့ဟိုကျွန်တော်အဓိကတော့ကျွန်တော်ရဲ့ဟောဟိုပဝေးကိုလေအတားလေးဒီကောင်တွေကတုံပြီးဖြတ်တာပေါ့ဘလုံးမဖြတ်လို့မရတော့ဘူးကျွန်တော်ကဘလုံးမှသူတို့ မနိုင်တော့ဘူး ကျွန်တော်ဇော်ပွင့်ဆိုတာကိုသူတို့ဘလုံးမဟိုဘက်ကပဲဖြစ်ဖြစ်ဒီဘက်ကလူပဲဖြစ်ဖြစ်ဘလုံးမမနိုင်ဘူးမနိုင်ဘူးဒီဘက်တစ်ဘက်ကလည်းကျွန်တော်တို့လုံးမယ်ဆိုရင်သူတို့ကတိရအမ်တော့လုံးလို့မရဆိုသူတို့တိတယ်လို့ဟိုဘက်ကကောင်းနေရလဲအမျိုးမျိုးတိုက်ခိုက်တာအမျိုးမျိုးလုပ်တာအဲ့တော့ဘာဖြစ်လို့ဆိုတော့သူကတိုင်းပြည်ကောင်းသားဖို့ဆိုရင်ကျွန်တော်ကနောက်ကိုဆုတ်လို့မရတော့ဘူးကျွန်တော်ရှေ့ဆက်ပဲသွားမှရအောင်အခုကြည့်လေဗီဒီယိုကိုပြောတယ် ်သူစောက်ခွက်ပြဆိုတော့မပြရဲပဲနဲ့လေကြီးမိုးကြီးနဲ့မင်းမင်းလိုင်းပေါ်မှာအားချောင်းလာပြီးရက်လိုက်တော့လို့ပါတော့နဲ့အသူစောက်ထုတ်လာမနေ့ကဆိုရင်ကျမတရင်တင်ဆက်မှုလေးကိုတရက်တာငါးငါးယူခဲ့ပါရချက်။အားကြောင့်လဲဆိုတော့2025အလုံးဘခုဝင်ရောမပါမှာမြန်မာနိုင်ငံအကြုံတွေ့ရနိုင်တဲ့အစိန်ခေါ်မှုများနဲ့တုံ့တက်ချက်များ ပွဲလေးကိုကျမသတင်းယူဖို့အတွက်တက်ရောက်ခဲ့တာကြောင့်ဖြစ်ပါရဲ့ရှင်။ကျမတို့မီဒီယာအနေနဲ့တက်ရောက်ခဲ့တာဖြစ်ပါရဲ့ရှင်။ဒီပွဲလေးကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကိုချုံမွေးမင်းအောင်လည်းကိုယ်တိုင်လည်းတက်ရောက်ခဲ့ပါရဲ့ရှင်။ပရိယပွဲလေးမှာဆိုရင်တက်ချုပ်ကြီးကိုယ်တိုင်ကမိကုံးပြောကြားခဲ့ပါရဲ့ရှင်။အဲ့ဒီမိကုံးလေးမှာနိုင်ငံတော်အတွက်ကောင်းကျိုးဖြစ်စေမယ်၊ရည်ရွယ်ချက်တွေ၊ရည်မှန်းချက်တွေနဲ့နိုင်ငံကောင်းဆောင်တယောက်ရဲ့စေတနာတွေကိုလည်းကျမတို့အများကြီးမြင်တွေ့ရပါရဲ့ရှင်။ဒါကြောင့်ကျမတို့တက်ချုပ်ကြီးရဲ့မိကုံးပြည့်စုံလေးကိုမြန်မာတပ်မှလည်းပေါ်ပြထားပါရဲ့ရှင်။ ွားရောက်ပြီးတော့ကြည့်ရှုစေချင်ပါတယ်ရှင့် Telegram Channel မှာလည်းကြည့်လို့ရတယ်ပေါ့နော်အဓိကကကျွန်မပြောပြချင်တာကကျမတို့ကနိုင်ငံကောင်ဆောင်လေးဘာလုပ်နေလဲဘလို့ကြီးရွက်ချက်တွေထားရှိနေလဲဆိုတာလေးကိုသိသိပါရရှင့်ဒီတော့မှသာကျမတို့ကနိုင်ငံကောင်ဆောင်တွေနိုင်ငံတော်အစိုးရတွေနဲ့အတူတူလက်တွဲပူးပေါင်းပြီးတော့အချုပ်အရာလေးတွေမှာလှုပ်ဆောင်နိုင်မှာပေါ့နော်ဒီတော့မှသာနိုင်ငံတော်တိုးတက်ဖို့ဆိုတာကမှန်ကန်တဲ့လမ်းကြောင်းပေါ့ရောက်မှာရှင့်ကျမတို့ကပြည်သူတွေပဲတည်တံ့နိုင်ငံတော်တိဆောက်လို့လည်းမရတော့အစိုးရတွေပဲတည်တံ့လိုက်တိဆောက်လို့မရအောင်ရှင့်ပြည်သူနဲ့အစိုးရနဲ့လက်တွဲပြီးတော့တိဆောက်မှာဖြစ်မှာပါရှင့် ဒါလေးကတော့ကျမတို့အားလုံးအတွက်ပေါ့နော်မြန်မာနိုင်ငံသားပဲဖြစ်စေဘယ်နိုင်ငံသားအတွက်ပဲဖြစ်စေအားလုံးအတွက်မှန်ကန်သောသဘောတရားတစ်ခုသာဖြစ်ပါရှင့်ဒီပါဒီကများရှင်ပထမဆုံးသတင်းလေးအနေနဲ့ပေါ့နော်ပြောပြချင်တာကတော့သတင်းလေးနှစ်ခုကိုကျမဆိတ်ဆက်ပြီးတင်ပြချင်ပါတယ်အဲ့ဒါကတော့ခေတ်သစ်မှာတင်ထားတဲ့သတင်းလေးပါရှင့်ကျမတို့ကတော့ခေတ်သစ်မီဒီယာလို့ပါလို့ဆိုတာကဘလို့ပဲနိုင်ငံတော်ကိုဖိလာဆန့်ကျင်နေတဲ့မီဒီယာဖြစ်စေကောင်းမီဒီယာသမားချင်းချင်းဖြစ်တဲ့အတွက်ကျမတို့တော့သွားပြီးတော့ကြည့်ရှုရတယ်ရှင့် သတင်းကိုစားသုံးတဲ့နေရာမှာကတူးနဲ့တူးမတူးဘူးပေါ့နော်ပြည်သူအနေနဲ့ကတော့ဒီလိုမီဒီယာတွေတွက်ကြည့်မယ်ဆိုရင်ခေါင်းထဲမှာစိတ်တွေပဲပြည်သွားမှာသိလားကျမတို့ကတော့ဩဒါကတော့အစိတ်ဒါကတော့သတင်းမှန်ဒါကတော့ဒါလူငယ်တွေကိုမှိုင်းတိုက်တာဒါကတော့လူငယ်တွေကိုဝါရမိုက်ထဲတာဒါကတော့လူငယ်တွေကိုအမှန်တရားနဲ့အမှားနဲ့ရောပြောတာစသဖြင့်ကျမတို့ကသတင်းကို question စိတ်ချတတ်တဲ့သူတွေဖြစ်နေတာပေါ့နော်အဲ့လိုဖြစ်ရတဲ့အကြောင်းကြီးကကျမတို့မီဒီယာသမားမဟုတ်လို့လေ မတို့သာတာမန်လူဆိုလဲဒီလိုမျိုးခွဲခြားစိတ်ဖြာဖို့အတွက်ဒီလိုမျိုး scale တွေကျမတို့မှာပဲရှိပါမယ်ရှင်လူပြတတ်တဲ့ကြာကျမအရှိပိုင်းမှာပြောသလိုပဲကိုယ်ရီကိုယ်သွေးရမတူဘူးရှင်လောက်ကန်ရတဲ့네ပဲပေါ်မူတီဗီအတွေ့အကြုံကမတူဘူးရှင်။ကျမတို့သတင်းသမားတွေကသတင်းတွေကိုပိုင်နိုင်တာမထူးဆန်း။အရန်တော်လို့ပိုင်နိုင်တာမဟုတ်ဘူး။ကျမတို့သတင်းသမားဖြစ်နေတဲ့အတွက်သတင်းတွေကိုပိုင်နိုင်တာ။ဆရာဝန်စိတ်ကူးတက်တာလည်းမထူးဆန်း။ဆရာဝန်မဟုတ်လို့စိတ်ကူးတက်တာ။အင်ဂျင်နီယာအိမ်အိမ်ဆောက်တက်တာလည်းမထူးဆန်းဘူးရှင်။ဒီလားဒါမှမဟုတ်နိုင်ငံကလေထူးဆန်းတက်တယ်။ မထူးဆန်းတဲ့အရာတွေထူးဆန်းတတ်တယ်ရှင်အဲ့လိုမထူးဆန်းတဲ့အရာကိုလိုက်ထူးဆန်းပြီးတော့အထင်ကြီးလေးစားမှုတွေကလည်းပါဝင်လာတတ်တယ်ကျွန်မလည်းအများကြီးပြောတယ်ကျွန်မဆိုအလောက်တိထင်မကြီးနဲ့ဆိုကျွန်မတရင်သမားဖြစ်တဲ့အတွက်တရင်တွေကိုနားလေလွယ်တယ်ပြောပြတတ်တယ်ဒါပေမဲ့ကျွန်မမှာအခြားကိုယ်ကြီးကိုတွေအများကြီးမရှိဘူးရှင်ဒါကျွန်မအမှန်တိုင်းဝန်ခံတာ ဒါကိုတချို့လူတွေကကျမတို့ချစ်တဲ့စိတ်နဲ့ကျမဇင်းလေးနားထောင်ပြီးတော့အာဒီမျိုးသမီးရမ်းတော်မှာပဲဒီမျိုးသမီးကအမတန်ထက်မြက်တာပဲဒီမျိုးသမီးကတော့ဘယ်နာမဆိုတော်နေမှာပဲမထင်တဲ့ရှင်လူတိုင်းက perfect ဖြစ်နေတာမရှိဘူးရှင်ညံ့တဲ့အပိုင်းရှိတယ်ကျမမှာညံ့တဲ့အပိုင်းကြီးအများကြီးပါကျမဇင်းနားထောင်နေပြီးတော့တည်သူတွေလည်းကျမထက်တော်တဲ့ပိုင်းကြီးအများကြီးရှိရဲ့ရှင်ဒါကြောင့်ကျမတို့ကလူလူချင်းလေးစားတတ်ဒါအခြေခံအချက်ပဲရှင်ကိုတော်နေတိုင်းကိုကိုတော်တယ်လို့ပေါ့နော်ကိုကဒီပိုင်းမှာတော်တယ်လို့ तू ကမတော်ဘူးဆိုတာကျမတို့မနှိမ့်ချအောင်ရှင့် ။ "तू อ่ะกูหลอกมาต่อยตีนไปยะ"ละต้วยขอว่าได้ชิ่นด่าหลูตาเตียวเนี่ยตาวเลยหลูตาเตียวเนี่ยบัวหนีนี่อ่ําแม้ชิ่นကျမတို့ကဒီလိုပုံစံနဲ့ပဲလူသားမျိုးနွယ်ကိုခွင့်ပြုတုတ်တောင်လောက်ရမှာကျမတို့မြန်မာနိုင်ငံသားတွေလည်းဒီလိုပဲရှင်ကိုတော်တာရှိရင်ညှ့ဝေလိုက်သူများတော်တာရှိရင်တင်ယူလိုက်တယောက်နဲ့တယောက်နှိမ်တာတွေဖြစ်စဉ်နှောတာတွေမလုပ်တင်ဘူးတွန်းချတာတွေမလုပ်တင်ဘူးရှင်ကျမတို့ကခံယူရပေါ်တော့ဒါကျွန်တော်ဈာပြက်လေးပြောပြတာပါရှင် ဒီညတော့ကျမတို့မီဒီယာတမားချင်းချင်းဆိုတော့တော့ကြည့်ရပါတော့ကျန်တဲ့င်းတွေကိုကျမဒါစကားဆက်လိုက်ဆိုရင်တင်းတွေကိုနားလဲလဲဆိုတော့တော့ကြည့်ရဲတော့ကြည့်ရတာကျတော့ဘာတွေ့လဲဆိုတော့ကျမနိုင်ငံတော်ကနေပြီးတော့ထောက်ပြန်တဲ့လှုပ်ဝက်စာတွေအားလုံးကိုခစ်တက်မှာတင်ထားရရှင်အားလုံးနှီးပါပေါ့နော်တင်ထားတဲ့အိဒီယာမှာထူးခြားတဲ့လှုပ်ဝက်စာလေးနှစ်စာလုံးနဲ့တွေ့လာတဲ့အတွက်ကျွန်တော်ပြောပြပါမယ်ရှင်ဓာတ်ပုံလေးအမျိုးဆုံးပြန်သားပါမယ်နော်။ဆိုင်ကောင်လေးဒေတာကြီးကနေပြီးတော့ တမောက်ဝိုင်မားနဲ့အကျိလက်ခွင့်ရိုးရေးဦးစီးခါရကွန်နန်းဒေတာကြီးကနေပြီးတော့သိရှိလိုက်တာဆောင်ရွက်ဖို့အတွက်အကြောင်းကြားတာပါရှင့်သူ့ရဲ့ဝန်ထမ်းတွေအကြောင်းကြားတာပေါ့နော်ဝန်ထမ်းအပြင်အခြားလူတွေဖောက်ခွင့်မရှိရဲ့စာဒီဝန်ထမ်းတွေတခြားလူဖောက်ခွင့်မရှိရဲ့စာခက်တက်ကိုရောက်နေရင်ရှင့်ခက်တက်ကလည်းနိုင်ငံလုံးကိုပေးဖတ်လိုက်ပြီရှင့်အဲ့တော့ကျမလည်းသတင်းတက်ဆက်တဲ့နေရာထည့်ပေးတာနော်သူတို့တင်လို့အတွက်ကျမထည့်ပေးတာရှင့်ကျမသွားယူလာပြီးထည့်ပေးရမဟုတ်ဘူးသိလားအဲ့တော့လက်မှတ်တောင်းပါသေးရဲ့တိုင်းဒေသကြီးဦးစီးမှုလက်မှတ်တောင်းပါသေးရဲ့ရှင့်ရုံးစာနဲ့ရုံးတစိမ့်နဲ့မယ် လှုပ်ဝက်တဲ့အပေါ်မှာထိတ်ဆုံးမှာလှုပ်ဝက်တဲ့တနိုင်ငံလုံးတွေ့သွားပြီလှုပ်ဝက်စာအဲ့လိုပေါ့နော်ဒီတော့ခစ်တင်မှာလွန်ခဲ့တဲ့ရက်တွေကလည်းကျွန်မတွေ့ရတာလေတက်မတော်သားမိသားစုကြီးရဲ့နာမည်တွေလိပ်စာတွေမှတ်ပုံတင်နေတက်မတော်သားရဲ့ဖုန်းနံပါတ်တွေနေရာလိပ်စာတွေကစာအကုန်စရရနဲ့ပေါ့နော်ချပြီးတော့ခစ်တင်မှာတင်ထားတယ်ရှင့်အဲ့အဲ့ဒီတက်မတော်သားတွေကလည်းဒေတက်မှာတာဝန်ထမ်းဆောင်နေတဲ့သူတွေပါဆိုပြီးတော့တက်မတော်သားမိသားစုကြီးရဲ့လိပ်စာတွေကစာအကုန်ဖွင့်ချထားတာရှင့်ဒါတွေဘယ်ရရောက်လာလဲသူတို့စီကိုကျမတို့ပြောပြောနေရဲ့ဖေးရည်စီပေါ့ရှင်ဖေးရည်စီကတော့မျိုးခုံပဲကျွန်တော်တစ္စပေါက်လောက်ပေါ့ရှင် ်သိလားဒီတော့အခုဒီစာဒါဒီစာလို့ရန်ကုန်တိုင်းဒေသကြီးကထွက်တာဆိုတော့ဒီဌာနမှာပြည်သိရှိနေလို့ပေါ့ဒီဌာနကဒီစာကိုဓာတ်ပုံရိုက်ပြီးတော့ခေတ်တက်ကိုပို့ရတဲ့သူရှိနေလို့ပေါ့ရှင့်